ဆိုရင်ပေါ့နော်ပေါင်းထိုင်လေလို့ဒီမှာတော့တခွားဒီကိုယူနေဆင်းနေကြည့်စေးနေပေါ့နော်ယူနေဆင်းကြည့်ကြည့်စေးမယ်ပြီးွားလို့ရှိရင်ဒီမှာတော့အလဲကနေချမ်းလိုက်မယ်ပေါ့နော်ဒီမှာတော့အလဲအသားကိုပဲယူမယ်လေးမယ်လေးပြီးတော့ဒီမှာတော့အလဲကနေချမ်းမှာဖြစ်ပါတယ်ဩအလဲကနေချမ်းအလျားနဲ့ချမ်းမယ်ပေါ့နော်အာဒီအစီတွေဘာတွေလဲတကယ်လို့ဟိုထုတ်ချင်လဲထုတ်ပေါ့နော်မထုတ်ချင်လဲရပါတယ် အလေးရနေချမ်းပြီးအသားညစ်အသားနှုတ်စဖြစ်လိုက်မယ်ပေါ့နော်အသားချစ်လိုက်ပါမယ်ကျမတို့အခုပေါင်းခံရေလုံတော့မယ်ဆိုလို့ရှိရင် ကျမတို့ကအဲဒီလိုမျိုးပေါ့နော်ကျမတို့ဒီလိုအသီးပေါ့နော်ဒီအသီးအနှစ်ကိုလှုပ်ချင်တဲ့အသီးအနှစ်ကိုကျမတို့ကတည်တည်ချာချာတန့်စင်ထားဖို့လိုအပ်တယ်ပြီးသွားလို့ရှိရင်ကျမတို့ဒီဟာကပေါ့နော် PG ပေါ့နော် propylene glycol လို့ရတယ်အဲပြီးသွားလို့ရှိရင်တော့ကျမတို့ကဒီနှစ်ခုပေါင်းဆက်မှာပေါ့နော်ဇာတ်လူအခုဆိုလို့ရှိရင်ကျမက ီအသီးနှစ်ကိုကျွန်မထည့်လိုက်မယ်နော်ကျွန်မဒါသခွားသခွားပေါင်းခံရေလုံးမှာပေါ့နော်ကျွန်မအသားရေတို့ကိုကျွန်မကအသုံးမဖြစ်တဲ့ကြောင့်သခွားပေါင်းခံရေလုံးမယ်ထည့်လိုက်ပြီးွားလို့ရှိရင်ကျွန်မကဒီမှာပေါ့နော် PG ပေါ့နော် PG ကိုပိုင်လင်းလိုက်ကိုကျွန်မထည့်လိုက်မယ်ဒါသူ့ကိုကျွန်မတို့ကစားတူထည့်ရတာပေါ့နော်စားတူထည့်ရတယ်ပြီးသွားရင်ကျွန်မတို့ကမှုေမယ်ပေါ့နော်ကျွန်မတို့မှုေပြီးတော့ကျွန်မတို့တွေဒါကို เนาะကျမတို့မှွေပြီးလို့ရှင်ဒါကျမတို့3နိုင်လောက်ကျမတို့3နိုင်ကြာထားမယ်ပေါ့เนาะ3နိုင်ကြာထားပါမယ်မှွေပြီးကျမတို့3နိုင်ကြာပေါ့เนาะအဖုံးလေးအုပ်ပြီးထားမယ်ပေါ့เนาะ အခုဆိုလို့ရှိရင်ကျမရဲ့သခွားသီးပေါင်းခံရည်လေးရပါပြီဒီပေါင်းခံရည်လေးကိုရေခဲတစ်တာထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်တော့တစ်နှစ်ခွဲလောက်ထိကြာရှည်ထားခံပါတယ်အအပြင်မှာပဲပေါ့နော်အခန်းပူချိန်ခတ်အေးချိန်တာမန်ပူချိန်မှာပဲထားမယ်ဆိုလို့ရှိရင်တော့6လထိမပြတ်စည်းပဲဒီလိုမျိုးလေးအအထားခံနေပေါ့နော်အဒါဆိုလို့ရှိရင် ကိုယ့်ရဲ့အသားရည်အတွက်ပဲသုံးတော့အဒါမှမဟုတ်လို့ရှိရင်စက်ပြာတွေခေါင်းလျှော်ရည်အတွက်ပဲသုံးတော့တကယ်အကျိုးအနည်းတင်ထိရောက်တဲ့သဘာဝပေါင်းခံရည်ပါ